Hello အားလုံးမင်္ဂလာပါ MIDDC Official YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပင်ပင်တင်ပြတာကတော့ Microsoft Excel မှာအသုံးများတဲ့ formula လေးတွေကိုအာ predominant level ဖြစ်ပါတယ်အဲကျွန်တော်တို့အရင်ဆုံး Microsoft Excel ထဲကိုဝင်ပါမယ်အဲ Microsoft Excel ထဲမှာပေါ့နော်အဲကျွန်တော်တို့ဒီနေ့မှာ အာအသုံးဝင်ဆုံး formula အိစဲ formula များဆိုပြီးတော့ဒီမှာကောင်းစီလေးပေးထားပါနော်အသုံးဝင်ဆုံးအိစဲ formula များအဲကျွန်တော်တို့ဒီနေရာမှာဥပမာကျွန်တော်ကဒီမှာနမူနာတရားထပ်ပြီးတော့ထည့်ပါမယ်ဝိဒကရေကိုကြတော့ကျွန်တော်ဆလာဘန်16ရက် ဒီနေရာမှာမွေးဖော်တည်ရပေါ့နော်အဲ date of birth DOB ကိုထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီဘက်မှာ automatic အဲဒီမှာနေ့ရက်လရက်ရက်ရက်ပေါ့နော်ဒါကို automatic အဲတွေ့ချက်တနည်းလည်းပဲဖြစ်ပါတယ်အဲ့ဒါခေါ်လိုက်တာနဲ့ဒီနေရာမှာဒီနေ့တိတ်ပေါ့နော်ဒီနေ့တိတ်ကကြတော့စေရန်ဒလာပိုင်း2025ကဘောနရတက်ကဒီနေရာမှာ39ဒလာပိုင်း15ရက်ဒါကြတော့ဒီလိုမျိုး အဲတပြားထားတာပေါ့နော်ကက်တာဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးအဲဖော်မြူလာလေးတွေအဲတွေ့ကြည့်အောင်ပေါ့နော်အဲကျွန်တော်တို့ကအရင်ဆုံးအဲဒီရတဲ့အကုန်လုံးကိုဖြတ်လိုက်ပါမယ်ဒီမှာအဲဒီမှာကျွန်တော်တို့ကဒီဘက်မှာဖော်မြူလာလေးတွေအဲရှားရထားတာပေါ့နော်ဒီဖော်မြူလာလေးတွေကိုတုံးပြီးတော့တွေ့ရမှာဖြစ်ပါတယ် လက်ရှိခုနှစ်နော်လက်ရှိခုနှစ်ကိုတက်ဖို့အတွက်ကျွန်တော်တို့ကတည်ဆဲဆိုရဖော်မြူလာကိုတုံးပေးရမှာဖြစ်ပါတယ်လက်ရှိခုနှစ်ကိုတက်ဖို့အတွက်ကျွန်တော်တို့ကအရင်ဆုံး equal to တဲ့ညညရလာပြီစမ်းကျွန်တော်တို့က equal sign ပေါ့နော် TOD one today ဝင်လာခွင့်ပေးပေါ့နော်ပြီးရင်ကျွန်တော်တို့ကအဲ့နောက်ခေါ်လိုက်ပါမယ်အဲ့နောက်ခေါ်လိုက်လို့ရှိရင်လက်ရှိရောင်းနေတဲ့ ဒိတ်ကိုရရှိမှာဖြစ်ပါတယ်ဒီနေ့ဒိတ်ကတော့သူကတယံဆေလာပိုင်းပေါ့နော်အာတယံဆေလာပိုင်းအာမြတ်သူရနှင်းကားပေါ့နော်တယံဆေလာပိုင်းမြတ်သူရနှင်းကားအဲ့ဒါကိုကျွန်တော်တို့ကဒီဇေယျခွက်တစ်ခွက်လုံးကိုဆွေးရှားမယ်ဆိုရင်အောက်ကိုဆွေးရှားပေးလို့ရပါမယ်ဒါတော့လက်ရှိဒိတ်ပေါ့နော်အဲလက်ရှိရှိနေတဲ့ဒိတ်ပေါ့နော်အဲ့ဒီဘက်မှာဆိုရင် အဲဘယ်နှစ်နဲ့လဲဒီကောင်နဲ့ဒီကောင်ကိုကျွန်တော်တို့တွဲလိုက်လို့ရှိရင်ဒီမှာအသက်ကအဲဒီအဲဒီလူတယောက်ရဲ့အသက်ကဘယ်နှစ်နဲ့လဲဘယ်နှစ်လားလဲအဲဘယ်နှစ်ရလဲဆိုပြီးတော့ကျွန်တော်တို့ကအာကျွန်မပေါ့နော်အဲ့လိုမျိုးဆိုရင်နှစ်ကောအရင်တွဲပါမယ်နှစ်ကောအရင်တွဲဖို့တော့ကျွန်တော်တို့ဒီမှာ formula တခုသုံးပါမယ် derivative derivative formula ဖြစ်ပါတယ် derivative formula ကိုဟိုရင်းမှာဖြစ်တဲ့အတွက် equal sign နော် equal sign D A T E D I R derivative derivative အဲခွင်းစားပေါ့နော် derivative ခွင်းစားပြီးရင်ကျွန်တော်တို့ဟာဒီနေရာမှာဒီကောင်နဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကတွက်ပြရမှာပေါ့နော်အဲအရင်ဆုံးသူကမွေးဖော်သည့်ရက်ကိုကလေးရှက်ရှက်မယ်ပြီးရင်ကျွန်တော်တို့ကနောက်ထပ်အဲသူကကွန်မခံမယ်ကွန်မခံပြီးတော့နောက်ထပ်ဒီတစ်ခုကိုထည့်မယ်ပေါ့နော်ဒီဒီလိုမျိုး အဲမွေးဖော်တီးရဲမွေးဖော်တီးရဲကိုအရှင်းမှာရှာမယ်ပြီးရောဒီလက်ရှိခုနှစ်ကိုအနောက်မှာအဲရှာရင်းမယ်နော်အဲပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ comma comma ကောင်းမယ် comma ကောက်ပြီးတော့ open in body comma open in body comma နှင်းဆိုတော့ရေးရပါတော့ရေးရ close in body comma နော်ပြီးရင်ဒီနမရပါစံ enter ခေါ်လိုက်တယ်ဒါကြောင့်ဒီလူတယောက်ရဲ့အတက်က အာဒီမွေးဖော်ဒီရကနေလက်ရှိခုနှစ်အထိကို24နှစ်ပေါ့နော်အာဒါမျိုးလေအာအတက်အသူရဲ့အတက်ကဒီမှာအာသူကဖော်ပြပေးတာပေါ့နော်အာနောက်တစ်ခုကသူကဘယ်နှလားရှိပြီလဲအဲ့လိုမျိုးလောက်တော့တိကျတွေ့မယ်ပေါ့နော်လောက်တော့တိကျတွေ့မယ်ဆိုရင်လည်းဒီမှာလာရင်အာဖော်မြူလာဒေဒီဒီဖော်မြူလာရှိမှအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာအဲ equal equal ဒေဒီဒီ DA TED I have dedicated grandsa ပေါ့နော်အဲ dedicated grandsa အဲ dedicated grandsa ပြီးရောအဲကျွန်တော်တို့ဟာဒီမွေဖော်ဒီရက်ပေါ့နော်မွေဖော်ဒီရက်ကလေးရှာလောက်ပါမယ်ပြီးရောအာကောမာအာကောမာကောမန်ပြီးရောဒီလက်ရှိခုနှစ်ကိုအာကလေးရှာထောက်မယ်ထောက်ပြီးတော့အဲလက်ရှိလက်ရှိခုနှစ်ကိုကလေးထောက်ပြီးရောကောမာခံမယ် ပြီးတော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာညာရဲ့အတိုင်းလားကိုတွက်မဲ့စမ်း YM ပေါ့နော်သူကဒီနှစ်တစ်ခုရဲ့နှစ်တစ်ခုရဲ့လားကိုသူကဖော်ပြပေးတယ်နော်အဲဒီကောင်ကကြတော့အခုမှ quantity ပေါ့နော်24နှစ် quantity ပြည်တာမလို့သူကလားက0ပြတာပေါ့နော်ပြီးတော့ရက်ကိုရိုက်သေးမယ်အကယ်၍ကျွန်တော်တို့ကအဲဒီလားကတိနေရာမှာကျွန်တော်တို့ 12လ12ရက်အပြောင်းလိုက်ပါဘောနော်အဲ့နောက်ခေါက်လိုက်ရင်ဒီမှာဆိုရင်23မိနစ်9လဖြစ်တော့ပါဘောနော်အော်တိုမင်းပြောင်းတော့ရကျွန်တော်တို့ရက်ကိုတွက်မယ်အဲသူက23.6လဘယ်နည်းရှိပြီလဲတို့ရတက်ကပေါ့နော်အဲ့လိုမျိုးရက်ကိုတွက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ derivative formula ပဲ equation sin equation derivative formula အဲ derivative formula ဝင်စားပြောင်းနိုင်မယ်ဆိုတော့ဝေဖော်တည်ရဲ့ ကွန်ထုတ်ကလေးရှာမယ်ပြီးတော့ဒီမှာလက်ရှိခုနှစ်လက်ရှိခုနှစ်အာအာကွန်ထုတ်ကလေးတစ်ခုရှာလိုက်မယ်ပြီးတော့ comma နော် comma ဆိုရင်ပြီးရင်ကျွန်တော်တို့က open inverted comma ပေါ့နော်ဒီဘက်မှာကျရင်အာရက်ကိုတွဲမယ်ပေါ့နော်ရက်ကိုတွဲမယ်ဆိုရင်လာတလာရဲ့ရက်ကိုတွဲရမယ်ဆိုတာ md ပေါ့နော်လာတလာရဲ့ရက်ကိုတမ်းမှန်စံမန်တော့ဒေပေါ့နော်အဲပြီးရင်ကျွန်တော်တို့က closing budget ကိုမှာခွင့်ပေးပြတာခေါ့နော်။ဒါကြောင့်ဒီလိုတရားဝင်အသက်က23နှစ်6လ19ရက်ဆိုပြီးတော့ဖော်ပြပေးမှာပေါ့နော်။ပြီးရင်ဒါတွေကိုကျွန်တော်တို့ကရရှိလာပြီစမ်းကျွန်တော်တို့ကမလုပ်မှလည်းဆိုတော့အဲဒီနေရာမှာစက်တရက်ပေါ့နော်။23နှစ်ထဲမှာပေါ့နော်။အဲ0ဆိုတာအဲအကယ်၍ပေါ့နော်ဒီနေရာမှာအဲဆယ်လားဆိုရင်23နှစ်ဖြစ်တော့မယ်။အကယ်၍ စနလားဆန်23နှစ်23နှစ်နဲ့6လဖြစ်သွားမှာပေါ့နော်အဲကဲတော့ဆန်ဒီနေရာမှာ6လပဲဆန်24နှစ်ဖြစ်သွားမှာနော်အဲမှာဒါဆန်တော့ကျွန်တော်တို့ကအခုဒီမှာနှင်းနှင်းရဲ့လာရဲ့ရဲ့ရဲ့၃မျိုးလုံးတွေ့ပြီးသွား၃မျိုးလုံးတွေ့ပြီးရင်ကျွန်တော်တို့ကအောက်ကဆွေးချလိုက်နော်ဆွေးချလိုက်တဲ့ဟာရောဒီနေရာမှာနှင်း နှစ်ခါကြာဒီနေရာမှာသူရဲ့မွေးသက်ခြင်းမထရသည်မထရသည်ဘယ်နဲ့ဒီလိုမျိုးတွေလာပေါ်နေလဲပေါ့နော်အဲကျွန်တော်တို့အဲ့လိုမျိုးမပေါ်အောင်ဘယ်လိုလုပ်အောင်မလဲပေါ့နော်အဲဘယ်လိုလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့ကဖော်မြူလာတစ်ခုနဲ့ပြန်အဲဖြောက်ပေးရမှာပေါ့နော်အဲဒီနေရာမှာဆိုရင်တော့ဒီနေရာမှာ data ထည့်လိုက်မှဒီနေရာမှာ automatic ပေါ်တဲ့ပုံစံမျိုးပေါ့နော်ဒီနေရာမှာ data ထည့်လိုက်တဲ့အတွက်ဒီနေရာမှာ data ရှိနေတယ်အဲ့ဒါကို automatic ဒီမှာအသက်တွေ pressure ပေးတဲ့ပုံစံမျိုးကိုလောက်တာဖြစ်ပါတယ် ဒီလိုမျိုးတွေမပေါ်သင့်ချင်ဘူးဆိုရင်ကျွန်တော်တို့က D formula အသုံးပြရမယ် if formula ပေါ့နော် if if formula အသုံးမယ်အဲဒီနေရာမှာဆန် formula ၄ခုရှိတာပေါ့နော်ဒါတစ်ခု၂ခု၃ခု၄ခုဒီ column ၄ခုလုံးမှာကျွန်တော်တို့က formula လေးသုံးထားတယ်အဲ့ဒီ formula တွေရဲ့ရှေ့မှာကျွန်တော်တို့ကဒီ if formula ကိုထပ်ထည့်ပေးရမယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီဒိတ်တွေကိုမပေါ်သင့်ချင်ဘူး ဒီနေရာမှာဒီဒီနေရာမှာမွေးဖော်သည့်ရက်ကို DOB ကိုထည့်လိုက်မှဒီနေရာမှာ automatic ပေါ်တဲ့ပုံစံမျိုးကိုအာဘယ်လိုလုပ်လဲဆိုတော့ကြည့်အောင်တခြား formula ဘာတမ်းရှိပါလဲဒီ formula ဘာတမ်းမှာကျွန်တော်တို့ကဘာရေးပြရမလဲ if if function ပေါ့နော် if when the ပြန်ဒီကောင်ကိုကလေးတစ်ချက်ထောက်မယ်နော်ဒါဆိုရင် e3 ဆိုပြီးတော့ ဒီမှာပေါ်အနေလေးမယ်ဒီတော့ကျွန်တော်အီးသတိကိုရွေးထားတဲ့အတွက်ပေါ့နော်အဲ့ဒါအကြွေဒီနေရာမှာ data ရှိမနေဘူးဆိုရင်ဒီဘက်မှာ automatic ပျောက်တဲ့နည်းလမ်းပေါ့နော်မပေါ်မပေါ်ပြပေးဘူးပေါ့အခုကနေနေရာမှာအသက်ဆိုရင်နေနေရာမှာဒီလိုပုံစံတပုံစံလေးကိုသူကပြပေးထားတယ်ကျွန်တော်အဲ့လိုပုံစံမျိုးကိုမလိုရင်မလိုရင်တဲ့အခါကျတော့ဘယ်လိုလုပ်ရမလဲဆိုတော့ if formula အသုံးအသုံးပြရမယ် if if equal equal sign equal sign if grandan either way either way ဆိုတာဒီ ဲ equal လမ်း3 row 3မှာရောက်နေတဲ့အတွက် e 3လို့မှတ်တာဖြစ်ပါတယ်အဲပြီးရင်တော့ကျွန်တော်တို့ကနောက်ထပ်ဘာလုပ်ရမလဲဆိုတော့ဒီနေရာမှာ equal e 3ကလည်း equal blank ဒီအကြိမ်ရဲ့ e 3ကမမရှိမနေဘူးဆိုရင် blank ပြပေးပါ blank ဆိုတာကိုယ်သာပြူတာကြတော့ open inverted comma ဘာမှမထင်ဘူးပြီးရင် close inverted comma ပြီးရင် comma နော် comma ဒီလိုမျိုးရေးပြရမှာ ဣတိကဒေတာရှိမနေဘူးဆိုရင်ဗလန်းပြပေးပါဘောနော်အဲဗလန်းထားပေးပါဘောဒီလိုမျိုးပြောင်းထားပေးပါဘောနော်အဲပြီးရင်ကော်မာအကယ်၍ဒေတာတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဖော်မြူလာတွက်ပေးပါပြောတာဘောနော်ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာခွင့်ပိတ်ထားတဲ့အတိုင်း F formula ဝင်ပိတ်နော် F formula ဝင်ပိတ် F formula ဆိုတာဒီကောင်ကို formula ထဲမှာကိုထည့်ရင် F formula ထည့်မယ်အောင်ပြောတာ F formula ပြီးရင်ခွင့်ပိတ်နော် ခွင့်ပိတ်မယ်ပြီးတော့အန်တာခေါက်နော်အန်တာခေါက်လိုက်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာဒီကောင်လက်တွေပျောက်ဖို့အတွက်ကိုကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတော့တပက်ကလေးနှိပ်လိုက်ပေါ့နော်တပက်ကလေးနှိပ်လိုက်ရင်သူကဒီနေရာမှာ data ထည့်လိုက်မှသာလျှင်ဒီကနေ data လေးတွေပေါ်လာမှာဖြစ်ပါမယ်အဲဆိုပါတော့ကျွန်တော်တို့ကအဲဒီကောင်တက်တင်ပြဖို့အတွက်အဲဒီအထိကကျွန်တော်တို့ကဒါ e formula e function ကိုထည့်ပြီးတော့ထည့်ပြီးတော့ဆိုတော့ကျွန်တော်ကနောက်ထပ် နောက်ထပ်လူတယောက်ရဲ့စီးရင်ကိုထင်မှန်။ဒါတွေကကျွန်တော်လောလောဆယ် copy ပဲဆွေးချလိုက်မယ်။ပြီးတော့ဒီဘက်မှာဒီလူတယောက်ရဲ့မွေးတက်ကြီးကိုထင်မှန်။မွေးတက်ကြီးကဘယ်နှလားပိုင်းမှာမွေးတာလဲဒီပါ။နော်ဒီမှာထည့်ကြည့်မယ်တခုခုပေါ့နော်အဲဒါတော့တတိယမှာရောင်းထည့်လိုက်ကြပါနော်အဲထည့်လိုက်လို့ရှိရင်ဒီမှာကြောက်တော့ကြပါ ပေါ်ပြပေးဖို့နော်အဲ့တော့ပါလဲဆိုတော့ကျွန်တော်တို့ဒီညမှာထပ်ပြမှာကြတော့ဆိုပါလို့နော်စတက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 ်လာပိုင်းစတက်ရစတက်လာပိုင်းနော်ဒီညမှာထပ်လိုက်တယ်ဆိုပါလို့နော်အဲ့တော့ကျွန်တော်တော်တော့မှာလာရရချက်ရပါတော့နောက်ဘက်ရှိမှရင်းမယ်အကယ်၍ကျွန်တော်ကနောက်ဘက်ရှိမှမရင်းဘဲနဲ့ပေါ့နော်အဲဆိုပါတော့ကျွန်တော်ဆက်တော့လို့ရင်းလိုက်မယ်ဆက်တော့ဆိုရင်သူကပေါ်မှာမဟုတ်သူက value အဲ value error ပြမှာပေါ့နော်ဒီနေရာမှာ share error value error လေးတွေပြမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့က73လားဆိုတာမရှိတဲ့အတွက်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီနေရာမှာလောက်ဖို့အရင်ထိဖို့အတွက်အဲရန်နဲ့လာနဲ့မှားနေမှာဆိုလို့ပေါ့နော်73ရရှိတယ်ဒါမဲ့73လားကျတော့မရှိဘူးပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လားမှမွေးတာလဲကျွန်တော်2လားပိုင်းလား3လားပိုင်းလားဒါလောက်ဖို့အရင်ထိရမယ်ကျွန်တော်ကကျတော့3လားပိုင်းမှာမွေးတယ်ဆိုပါတော့အဲဒီလူတယောက်က3လားပိုင်းမှာမွေးတယ်7ရက်နဲ့မွေးတယ် နောက်ကိုအရင်ထည့်ပေးရမယ်ပြီးမှရက်ကိုထည့်ပြီးမှဒါလဲနော်အကယ်၍ဒီနေရာမှာ16ဖြစ်တော့ခဲ့မယ်ဆိုရင်ဒါကြောင့် value error တက်မှာပဲလေအဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ16လားထည့်ထားတဲ့အတွက်ပေါ့နော်သူ value ကမရှိဘူးပေါ့နော်ပြတ်တာဆိုရင်တော့အခုကျွန်တော်တို့ဒီနေရာမှာနားလည်ထားမှာအာလောက်ကိုအရင်ထည့်မယ်ကိုကဘယ်နှလားပိုင်းမှာမွေးတာလဲ ဒီလူတယောက်ကဘယ်နှလားပိုင်းမှာမွေးရလဲရှစ်လပိုင်းဆိုရင်ရှစ်လပိုင်းခုနှစ်လပိုင်းဆိုရင်ခုနှစ်လပိုင်းတာဆိုတော့သူရဲ့အဖြစ်မှန်ထွက်မှာဖြစ်သွားတယ်ဒီနေရာမှာ data မထည့်ရသေးဘူးဒီကောင်ကိုဖြောင်းစေချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဘက်မှာဖြောင်းခဲ့တဲ့အတိုင်းဒီ formula တုံးပြီးတော့ဖြောင်းပေးရမှာဖြစ်ပါတယ် data ဆိုရင်တော့အခုကျွန်တော်တို့ကဒီနေရာမှာ data ဟိုဖြောင်းမှာဖြစ်တဲ့အတွက် formula ဘာတော့တော့မယ် function ဒီနေရာမှာကျွန်တော်တို့က if idri နော် if idri idri မှာ dob မထည့်ရသေးဘူးဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုအလားကောင်လေးရောဗလန်းထားပေးပါပေါ့ idri equal to ဗလန်းဒါတော့ကျွန်တော်သိမရှင်းပြတော့ဘူးပထမဒီဘက်မှာရှင်းပြထားပြီဖြစ်တဲ့အတွက်ဒီနေရာမှာကြတော့သိမရှင်းပြတော့ဘူးပေါ့နော်အမ်ဗီဒီယိုရှင်းမှာကြောက်တော့အမ်ဒါရင်ကြတော့ဗလန်းထားပေးမယ်ကောမှာ ်တကယ်ရင်မဟုတ်ဘူးဆိုရင်တခြားလက်အတွက်ပေးပါဘောနော်အဲအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ grand bike မထည့်တဲ့အတွက်ဒီနေရာမဲတာဘောနော်အဲ့ခါကျ grand bike ထည့်မလားဆိုထည့်မှာဘောနော်အဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုဆွဲချလိုက်ဒါကြံဒီတစ်ခုအားကြာတော့ကျွန်တော်တို့ဒီအောက်မှာထိတာမရှိတဲ့အတွက်ဒီကောင်လေးကို automatic ဖြောက်ပေးသွားမှာနော်အဲဒီဘက်မှာလည်းဒီ column မှာလည်းအဲ့လိုမျိုးပဲကျွန်တော်တို့ကဒီ formula ထည့်ပေးရမယ်ဒီ formula ထည့်ဖို့အတွက်ဒီ formula button တော့မယ်အဲ if Renza ပေါ့နော် Big Renza ဒီ E3 E3 က equal to ညီညာခဲ့မယ်ဆိုရင်တို့တို့ကဘလန်းနဲ့ညီညာခဲ့မယ်ဆိုရင်ပုံမှန်ဘလန်းထားပေးမယ်တကယ်၍အဲဘလန်းဟောင်းမနေဘူးဆိုရင်အနောက်ကဖုန်မီလာအတွက်ပေးပါပြီးတော့ Grand Bait ပေါ့နော် Enter ခေါက်ဒါကြောင့်ဒီလောင်းကိုလည်းကျွန်တော်တို့ကဒီမှာတွက်လိုက်ရင်အဲ့ခါကျတော့ဒီအောက်မှထဲတာမထည့်ရသေးတဲ့အတွက်ဒီကောင်ကကြတော့ ဖြောက်ထားပေးတာပေါ့နော်ကြည့်ဒီဖက်မှာလည်းအိုက်တိုင်းပဲတော့ပေးရမှာပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာ if a given when the either we နော် control clean either we ပြန်ကျွန်တော်တို့ကဒီနေရာမှာဗာတော့ပေးရမယ် comma blank sorry either we equal to blank blank နဲ့ညီမျှခဲ့မယ်ဆိုရင်လာကျွန်တော်တို့ကဘလန်းထားပေးပါပေါ့နော် ဘလန်ထားပေးပါကျွန်တော်ဒါဘလန်လို့ခေါ်တယ်ဘာမှမရှိဘူးဒါကြောင့်အမ်ဘလန်မဟုတ်တဲ့ဟာပေါ့နော်အအကြွေဒီနေရာမှာ data ဖြစ်လိုက်ပြီဆိုတာနဲ့သူကအနောက်ကဒိတ်ကိုတွက်ပေးပါလို့ပြောတာပေါ့နော်အဲအဲ့ခါကျတော့ကျွန်တော်တို့က comma အပြီးရောအာဒီနေရာမှာကျွန်တော်တို့က grand bay အဲ့ဒါခေါက်ဒါဆိုဒီအဲရက်ကိုလည်းကျွန်တော်တို့ကဒီမှာတွက်လိုက်တွက်တဲ့ခါကျတော့ဒီမှာ data မထည့်ရသေးဘူး ဒေတာမထက်တာတော့ဒီပါလေပေါ်မှာမဟုတ်အဲ့ခါကျတော့ကျွန်တော်အားဒီကောင်တွေကိုတက်တက်ပြဖို့အတွက်ဒီနေရာမှာနောက်ထပ်အဲဒီစေရင်ထင်းပါပေါ့နော်နော်ဒီနှစ်ခုကတော့ကျွန်တော်ဒီမှာ copy paste ဆွဲချလိုက်မယ်ပြီးတော့မွေးတက်ကြီးတစ်ခုထည့်မယ်မွေးတက်ကြီးကကျွန်တော်တို့ကလားဖို့အရင်ထည့်ပေးရမယ်လားကြတော့ဆိုပါတော့အကြိမ်ရက်73လား 73လားမှာမွေးရတယ်အဲတကယ်တော့ကျွန်တော်တို့က73လားမရှိတဲ့အတွက် value error တက်မှာ value error တက်မှာတော့ကျွန်တော်တို့ကအာစမ်းကြည့်ရမှာပေါ့နော်အာ73 73လား73ရက်ပေါ့နော်ရက်ကတော့ရှိတဲ့အတွက် value error မတက်ဘူးအဲပြီးရင်ကျွန်တော်တို့က3900 90 90မမွေးတယ်ဆိုပါတော့ပြန်ကျွန်တော်တို့ကဘာလုပ်မလဲတပိခုံတပိခုံလိုက်တဲ့အခါကျတော့ဒီညမှာ အာဒီကောင်ကတော့ automated ထွက်လာတယ်သူကဘာလို့ဆိုတော့ဒီနေ့ဒိတ်ကိုကျွန်တော်တို့ကအာ formula ထည့်ထားတဲ့အတွက်ဒီနေ့ဒိတ်ကထွက်တယ်ဒါပေမဲ့အသက်ကြတော့ဒီနေရာမှာအဲကျွန်တော်တို့ကလ73လပေါ့နော်73လဖြစ်တဲ့အတွက်သူက value error တက်တာပေါ့နော်အဲ value error တက်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာအမ်သူမွေးပေါ်တဲ့လကအတိအကျထည့်ပေးရတာပေါ့နော်ဥမာကိုလာပိုင်းမှာမွေးတာလားပေါ့နော်ကိုလာပိုင်းမွေးတဲ့ဆိုရင်သူကအသက်55နှစ်ရှိပြီ နော်95နဲ့ကွတ်တီပေါ့နော်0လာပေါ့နော်အခုပြည့်တော့ရင်95နဲ့18ရက်ပဲရှိသေးတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဖော်မြူလာလေးတွေကအာတော်တော်များများစုံတော့ရေပေါ့နော်ဒီနေရာမှာဒါလည်းအဲဒီဖော်မြူလာလေးရတော့ပြီအဲဒီဖော်မြူလာလေးသိတော့ပြီတစ်သေးဖော်မြူလာပေါ့နော်အဲလက်ရှိရောက်နေတဲ့ day formula ပေါ့နော်လက်ရှိကဥမာမနေ့ပြန်ဒီ file ကိုဖွင့်လိုက်လို့ရှိရင်မနေ့ပြန်က automatic ပြောင်းသွားမှာဒီ computer မှာရှိနေတဲ့ day ပေါ့နော် computer မှာရှိနေတဲ့ day အတိုင်းကိုဒီက automatic ထည့်သွားမှာ အဲလူကလိုက်ရေးနေကြမလို့တော့တော့တော့အချက်လက်ရေးရမှာလူတယောက်ရဲ့နာမည်ရသူရဲ့မှတ်ပုနေရသူရဲ့မွေးရဇာတိရသူရဲ့ TOP ရနော်မွေးဇာတိရပေါ့နော်ပြီးတော့ဂျန်နန်ကလည်း automated သူကအလုံးလုံးပို့တော့ဟောကျွန်တော်တို့ formula ရှားနေတာဖြစ်ပါလားဒါဆိုရင်ကျွန်တော်တို့အရင်တော့ဒီဒီအရှင်းမှာအဲ20နဲ့3နဲ့အဲ့လိုမျိုးပေါ်အောင်လုပ်မယ်နောက်ပြီးတော့ဒီမှာဆိုရင်20အဲဘယ်နှလားပေါ့နော်ဒီမှာ6လားဆိုတာပေါ်အောင်လုပ်မယ်ပြီးရောဒီမှာရက်က စကူရဲဆိုတာဟောအဲ့လိုမျိုးပေါ်အောင်လုပ်မယ်ပေါ့နော်အဲ့လိုမျိုးမလို့လုံးအောင်လဲဆိုတော့ကျွန်တော်တို့တချမ်းစန့်ကြည့်ရနော်အဲဒီနေရာမှာအဲတွက်ပါမယ်တွက်လို့ရှိရင်တော့ကျွန်တော်တို့ဒီဖော်မြူလာနဲ့ပဲတွန်းရတာပေါ့နော်အဲဒီနေရာ derivative derivative ဖော်မြူလာရယ်ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာ C3 ပေါ့နော်ဒီ DOB ကိုအရင်ထည့်မယ် control click နောက်ပြီးတော့လက်ရှိခုနှစ် DOB က E3 ဒီတည်းလက်ရှိခုနှစ်ကကျတော့ F3 ပေါ့နော်ဒီနှစ်ခုထည့်ပြရင်ကျွန်တော်တို့ဘာလို့ပြရမလဲကော်မာနော်ကော်မာခင်ပြရမယ်ဟိုဘိုင်းဘာတဲ့ကော်မာ Y closing ဘာတဲ့ကော်မာခွင်ပိတ်ပြီးရင်ကျွန်တော်တို့ကဘာထည့်ထည့်ပြရမလဲဆိုတော့ဒီ formula မှာကျတော့အဲဒီကောင်အတိုင်းကိုတွဲလိုက်မယ်ဆိုရင်တော့ဒီနှစ်မျိုး23ထွက်လာမယ်အဲ့ဒါကိုကျွန်တော်တို့က n ဆိုပြီးတော့ခံပြရမယ် n က67ပါ67ပြီးတော့ open ဘာတဲ့ကော်မာ မြန်မာလိုထိရှင်ထိရှင်တယ်ဆိုတော့နှစ်မြန်မာလိုရေးပေါ့နော်အဲပြီးရင်ဘာလို့ပြရမလဲဝမ်ပိတ်နော်ကဲကျွန်တော်တို့အာဒီညမှာဒီလိုမျိုးတက်ပြီးသွားရင်ကျွန်တော်တို့ဘာလို့ပြရမလဲဆိုတော့အဲဖော်မြူလာမှတ်မှန်မှန်အောင်စစ်ပြရမယ်ဒီနှစ်ကိုထည့်တာပေါ့နော်အဲ E3 F3 နော် ဣတရိဆိုတာဒီကောင်လေးပြောတာအပ်တရိဆိုတာကတော့ဒီကောင်လေးပြောတာပေါ့နော်ဒီလက်ရှိခုနှစ်ရဣတရိဆိုတာကတော့ DOV ကိုပြောတာပြီးရင်တော်တော့ဒီမှာအန်ခံမယ်အန်ခံပြီးတော့အာဒီနှစ်ဆိုတာကိုထည့်ပေးမယ်ပေါ့နော်ဒီနေရာမှာနှစ်နှစ်ပေါ့နော်ပြီးရင် enter ခေါ်လိုက်ဒါဆိုရင်23နှစ်ပေါ့နော်23နှစ်ဒီတိုင်းတွက်မယ်ပြီးရောအဲလားကိုလည်းဒီတိုင်းတွက်ပေးရမှာပေါ့နော်အဲဒီဒီလိုမျိုးထည့်လိုက်ပေါ့နော် ပြီးတော့လောက်ကိုကိုယ့်ကိုတွေ့ကြည့်ပါရက်ကိုလည်းကိုယ့်ကိုတွေ့တွေ့ကြည့်ပါနော်ပြီးတော့နှင်းလားရက်ပါနော်အဲနှင်းလားရက်မှာကြာတော့ကျွန်တော်ကဘယ်လိုတွေ့မလဲဆိုတော့อืมဒီကောင်လေးကိုဒီ formula အတိုင်းပေါ့နော်ဒီမှာဆန်းတော့ဘယ်လို identity ဒီ formula အတိုင်းတွေ့တတ်မယ်တကယ်တော့ဆိုရင်တော့ equal equal မှာ da t e d i f identity ပြီးတော့အဲရောဒီဘက်မှာဆန်ဒီကိုပြီးတော့ထင်မယ် control ရကလေးရအဲ control ကလေးပေါ့နော်ပြီးရင်ဒီဘက်မှာဒီလက်ရှိခွင်းရ control ကလေးရှာမယ်ပြီးတော့ဒီလိုမျိုးရလာပြီဆိုရင်ခွင်းအဲကွာမှာကွာမှာပြီးရအဲ့မှာ open inverted comma y close inverted comma အဲခွင်းပဲပြီးတော့ပြီးတော့ end ခံမယ် end ခံပြီးတော့ open inverted comma open inverted comma နှစ်ကိုရေးမှာပေါ့နော်ね、closing までコマ、ごめんね。え、ごめんね、ぴえ。だから、なおかばろぴやもんだから、end かんね。end かんぴと。 အဲအင်ခံပြီးတော့နောက်ထပ်ဒါကြောင့်နှစ်တက်ပြီးသွားရင်ဝင်ပိတ်တယ်ပြီးတော့ပါလုံးလဲအမ်အင်ခံမယ်အင်ခံပြီးတော့အာဝင်တာပေါ့နော်အဲဒီ TDIF identity ပြန်ဝင်စားပေါ့နော်ဝင်စားပြီးတော့ဒီဘက်ကကလေးချမယ် control click control click အဲဒါမျိုးရှာပြီးသွားရင်တို့ရောပုံမှန်ပုံမှန်ပြန်ရင်ဒီခေါင်းကြတော့ကျွန်တော်တို့ကဒီနှစ်တစ်နှစ်ရဲ့နောက်ပေါ့နော်နောက်တော့တက်မှာဖြစ်တဲ့အတွက်တို့ရော open budget comma ym နော် year or month ပေါ့နော် ym closing budget comma ဝင်ပိတ်ပေါ့နော်ဝင်ပိတ်ပြီးရင်တို့ရောအင်ခံမယ်အင်ခံပြီးတော့ ဟုတ်ပြီမတက်ကောမှာလာပါနော်ဒီအစိမ်မတက်ကောမှာဝင်ပေးပါနော်လာပြီးတော့လာပြီးတော့ကျွန်တော်တို့ကလက်ကိုတမဖြစ်တဲ့အတွက်အန်ခံပေးရမယ်ထပ်ပြီးတော့နော်ပြီးအောင်ခွင့်စား delete နော် D A T E D I F delete နော်ပြန် delete ပြန်ခွင့်စားပါနော် delete အဲ့ဒီဒီဖန်စာဖန်စာပြန်ကျွန်တော်တို့နောက်ထပ်ပါလို့မလားဒီ control click DOB အဲ control click လက်ရှိခုနှစ်ပါနော် DOB ရလက်ရှိခုနှစ်ရနှစ်ခုဆက်လက်မှာဆက်လက်ပြပြပုံမှာပုံမှာခင်ဗျာတခါနောက်ထပ်ပါလို့မလဲဆိုတော့ဟိုကအဲ့ညမှာအဲ့ ကိုပိုင်းဘာတက်ကွန်မှာနော် MT လာတလာရရက်ကိုရက်ကြရမယ် MT ဆိုပြီးတော့နော်အဲ closing ဘာတက်ကွန်မှာဝင်ပေးဝင်ပေးပြီးကျွန်တော် end ခံပေးအောင်ပေါ့နော် end ခံပြီးရ close open ဘာတက်ကွန်မှာကျွန်တော်ရက်ကိုညီမလို့တိချင်တာပြတတ်ညီမလို့ရမ်းမယ်ပြီးတော့ closing ဘာတက်ကွန်မှာနော်ပြီးတော့ခံပေးနော်ဝင်ပေးရက်ကနေတင်တာခေါ်လိုက်တော်ကျွန်တော်ရည်နော်ကဲတော့ဆိုဒီနေရာမှာဒီလိုပုံစံမျိုးရလာပြီအဲ့တော့ကျွန်တော်တို့ကဒီလားကိုဖန်တာခွန်မေးလေးနဲ့တိချင်တယ်ဆိုရင်ဘယ်လိုထင်လို့ရလဲဆိုတော့ကျွန်တော်နှစ်ကောနှစ်ကောကျေရပြီအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးထိရှင်နေတယ် ပြီးတော့နောက်ကိုလည်းကျွန်တော်ကကျဲရက်ကိုလည်းအဲ့ဒါခေါလားဒါကမစက်တော့ဖြင့်မစက်တော့ဖြင့်ကိုလာစကူရဲဆိုပြီးတော့ပေါ့နော်မစက်တော့ဖြင့်ကိုလာစကူရဲဆိုပြီးတော့အဲ့ဒီမျိုးပေါအောင်လေးရေလို့ရတယ်ဒါကြတော့ဒီကောလန်တစ်ခုတည်းမှာပေါအောင်လုပ်တာအဲ့ဒါကိုတခါကျွန်တော်ကမလုပ်လို့ရသေးလဲဆန်းကျွန်တော်ကဒီနေရာမှာ ချောင်းချမယ်ပေါ့နော်ဒါပုတ်ကလေးတချောင်းချမယ်ပုတ်ကလေးတချောင်းချမယ်ပြီးတော့ enter ခေါက်လိုက် enter ခေါက်လိုက်ရင်လည်းဒီလိုမျိုး automatic ရေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာဒီဒီဒီနေရာမှာ option လေးပေါ်တယ်ဒါကြောင့် data တွေထည့်ထားတဲ့အတွက်ပေါ်လာပေါ့နော်ဒါမှမဟုတ်ဒီနေရာမှာတခုပေါ့နော် data တွေမထည့်ထားပြင်မယ်လဲသူကအာ data တွေမထည့်ထားပြင်မယ်လဲဒီမှာစာတွေကပေါ်နေတယ် value error တက်နေတယ်ပေါ့နော်အဲ့ value error ကိုဘယ်လိုဖြောင်းရလဲဆိုတော့ကျွန်တော်တို့ကဒီ function ကိုတုံးပြဖြောင်းပေးရမယ်အဲ get data နဲ့ double click နှိပ်လိုက်ပြီးတော့ဒီနေရာမှာလည်း ဖန်ရှင်တွေ့လို့ရသလိုဒီဘက်မှာအာဒီဖန်ရှင်ဘားပေါ့နော်ဒီဖန်ရှင်ဘားမှာကျွန်တော်တို့ကဒီဒီကောင်လေးကိုထည့်ပြီးတော့သူ့တော့ဒီ value error လေးတွေမတက်အောင်ဖြောက်လို့ရနော်ကျွန်တော်ကဖြောင်းမယ်ဆိုရင် rinse နော် rinse အကယ်၍ DOV ပေါ့နော်အ DOV မှာ data ရှင်းမြင်သေးလို့ဆိုရင် control ရ clear တစ်ချက်နှိမ့်ပါအဲအကယ်၍ DOV မှာ ဒေတာ process မှာမွေးသက်ခြင်းမှာ data မထည့်ရသေးဘူးအဲစရင်မထည့်ရသေးဘူးဆိုရင်ဒီအနောက်မှာဒီအောက်ကကောင်လေးတွေရောဘာမှလည်းမပြပေးနဲ့ပေါ့နော်အဲ့လိုမျိုးလုံးစိတ်ရှင်နေဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ e3 ပေါ့နော် e3 equal to e3 က equal to balance balance ဆိုတာကြတော့ဒီဘာမှရှိမနေဘူး data မထည့်ရသေးဘူးဆိုရင် balance လို့ပြပေးပါအကယ်၍ ကွန်မခင်လိုက်တာအကယ်၍ဘောနော်ဒေတာထည့်ထားပြီးတော့ဒေတာရိုက်ထည့်ထားရဲဆိုရင်နောက်ကဖော်မြူလာကိုတွေ့ဖြစ်ပါဆိုပြီးတော့ဒီဖော်မြူလာကိုတွေ့ဖြစ်ပါဆိုပြီးတော့ daily ဖော်မြူလာကိုပေါင်းထည့်တယ်ဟမ်ဘွန်ဘေးတစ်ခုထည့်ထားမှာပေါ့နော်အဲဘွန်ဘေးတစ်ခုထည့်လိုက်လို့ရှိရင်ဒီထဲမှာ၃ခုဖြစ်တော့မယ်ပြီးရင်ကျွန်တော်တို့က enter ခေါ်လိုက်တယ် enter ခေါ်လိုက်ပြီးရင်သူ့ကိုအာဒီမှာဆွဲချလိုက်တဲ့အခါကျတော့အာဒီကောင်လေးတွေက automatic ပျောက်သွားတယ် ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီမှာ data မှာ DOB မထည့်ရသေးဘူး DOB မထည့်ရသေးရင်ဒီကောင်တွေတခုမှမတွက်နဲ့ဆိုဆိုတော့အရာကိုကျွန်တော်တို့ကလိုချင်တာဖြစ်တယ်အဲ့ခါကျတော့ကျွန်တော်ကလူတယောက်ရဲ့နမူနာကိုထည့်မယ်ဒီအနေခုတော့ကျွန်တော်ကအရှင်ကုန်မှာကြောက်လို့ပေါ့နော်ဒီပြည့်ရင်ကျွန်တော်တို့ကဒီနေရာမှာအမ် date of birth ကိုထင်မှန်အမ် date of birth မှာကြတော့ စနလာမဆေရှီယာထောက်ကိုရ90ပေါ့နော်ထောက်ကို90ပြည့်တာဆိုရင်တော့ဒီဟာတွေကအော်တိုမက်တစ်တွက်ပြေးပြီးသားပေါ့နော်ပြည့်တာဆိုရင်တော့အခုကျွန်တော်တို့ကဒီအောက်မှာ data မထည့်ရသေးဘူးဆိုရင်ဒီကောင်တွေကပေါ်မှာမဟုတ်ဘူးမလို့ဆိုတော့ကျွန်တော်တို့ဒီ function နဲ့နေပြီးတော့ဒီအောက်မှာအကုန်လုံးဖြောက်ထားတာဖြစ်တယ်အဒီနေရာမှာ E3 ဆိုရင် column မှာ data မထည့်ရသေးဘူးဆိုရင်ဒီနေရာမှာဘာမှပုံမှာမဟုတ်ကျွန်တော်ကဒီအခြေကားကောင်တွေကဘာမှဆိုင်မှာမဟုတ်ဒီကောင်တွေကမထည့်ရနဲ့ရတယ်ထည့်ရနေရတာပေါ့နော်ဒါတွေကကြတော့ဒီမှာသူနဲ့ဒီ formula နဲ့မဆိုင်အောင်ဒီကောင်ကကြတော့အခြေကအရှက်လက်တွေကိုကျွန်တော်တို့ကရိုက်ထည့်ရတာဖြစ်တယ်ပြီးရ DOB ထည့်မယ် DOB မှာမိမိကြံ့တဲ့တန်းတက်ကြီးတစ်ခုကိုရိုက်ထည့်လိုက်တော့ဆိုပါတော့ 73 last ထည့်ရတော့ဒီ round မှာကြတော့ value error တက်မှာဘာလို့ဆိုတော့10အောင်ကိုကျွန်တော်နမူနာလေးလုပ်ပြမယ်ပြီးရင်ဒါ28ရက်ကတော့ထည့်လို့ရတော့ခေါ့နော် value error နဲ့မဆိုင်အောင်ဒီလပဲ value error နဲ့ဆိုင်မယ်ကြွားကြတော့73လမရှိတဲ့အတွက်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်ဒီနေရာမှာ1990 1990ဒီနေရာမှာအကောင်လုံးကတူနေတယ်ဒါမဲ့ဒီနေရာမှာအပြင်မှန်ထွက်ပြီးတော့အောက်မှာကျတော့ value error ထွက်တာပါလို့လဲဆိုတော့ကြွားဒီနေရာမှာဆိုရင် value area လေးတွေတက်သွားเนาะ value area ဟုတ်เนาะ value area ကြတော့ဘာလို့တက်လဲဆိုတော့ကျွန်တော်တို့ကဒီဘက်မှာလကတလားပုံနေတဲ့အတွက်အဲ့ဒါကိုကျွန်တော်တို့ကလလမ်းမှားနေတာပေါ့เนาะအဲ့ခါကျတော့ကျွန်တော်ကဆယ်လာပိုင်းမှာသူကငွေသက်ကြီးကိုထည့်လိုက်တဲ့ဆိုရင်ဒါအဖြစ်မဲ့အတီကြထွက်မှာဖြစ်ပါလေဒါဒီနီးလန်းကကြတော့ဒီအိတ်ဆင်းမှာပေါ့เนาะအရင်အတုံးဝင်တဲ့နီးလန်းလေးတွေဖြစ်တဲ့အတွက်အာဒီအိတ်ဆင်းကိုလေ့လာနေတဲ့အကြောင်းကြီးအကြောင်းသားတွေအတွက်အတုံးဝင်မျိုးလေးယူစားပါလား ဒီဗီဒီယိုဟိုလေးကပေါ့နော်အရင်နဲ့ရှင်းသွားပြီအဲအဲ့ဒါကြောင့်မလို့ဒီနေရာမှာအဆုံးသတ်ပါမယ်အလုံးပဲအဲအဆင်ပြေကြပါလေပေါ့နော်အဲကျွန်တော်တို့ရဲ့ YouTube channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်တော့ပေးဖို့တောင်းဆိုပါတယ်